ကုသိုလ်တွေတည်းမှာမြတ်စွာဘုရားဟောထားတဲ့ကုသိုလ်တွေဝိလာမတုတ်တံမှာဟောထားတဲ့ကုသိုလ်တွေရဲ့အဆင့်ဆင့်အကောင်းဆုံးကုသိုလ်လုပ်ကြမယ်ဆိုရင်ဘယ်ကုသိုလ်လုပ်ရမလဲလောကမှာဝိจิตနာကုန်ကြတဲ့ကုသိုလ်ဟာအကောင်းဆုံးလားဘယ်ကုသိုလ်ဟာအကောင်းဆုံးလဲဒီအယောင်ဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာချိပြီလမ်းခင်းနဲ့ကြောက်ရောင်းတဲ့လူနဲ့ ရမ ्या ကြောက်တို့ကြောက်စိမ့်တို့ရောက်တဲ့လူတွေအတူဦးလေလမ်းခင်းနဲ့ကြောက်ရောက်တဲ့ပုဂ္ဂိုလ်ဟာကားကြီးတွေနဲ့တိုက်ပြီးကြောက်ပုံကြီးကြီးကြီးဟိတ်နေအောင်ပုံထားပြီးတော့ရောက်တာဟာလောက်မှမရအကြီးကောင်းတဲ့ပရမ ्या ကြောက်ကလေးတစ်လုံးဟာအိတ်ထောင်ထဲမှာတောင်းမှာအပြည့်ဖို့ထဲထားအဲ့ဒီပရမ ्या ကြောက်ကလေးတစ်လုံးရောက်တာခုနကကားအစီး20 200 300တိုက်ရတဲ့ကြောက်ပုံကြီးနဲ့စားလိုက်ရင် ဘုရားကျောင်းလေးကတမုတ်ကြီးမှာနေစိတ်လေးတပွင့်ကတမုတ်ကြီးမှာကျောက်ပုံကြီးကတမုတ်မရှိဘူးကုသိုလ်မှလည်းပဲအဲ့ဒီလိုသဘောထားနော်ဘယ်ကုသိုလ်ကအသေးစားဘယ်ကုသိုလ်ကအချီစားရလိုက်တဲ့အခါမှာအကျိုးမြတ်စွာဘုရားချနာမှုရှိအဲ့ဒါကိုမြတ်စွာဘုရားဝေလာမတုတ်တံမှာဟောထားရှိတယ်ဝေချေတနာအကုန်ချခံပြီးတော့လုတ်တဲ့ကုသိုလ်တွေထဲမှာတဲ့သတ္တုတ္တိတံဃာ အယက်လေးမျက်နှာမှာအပိတ်ပင်ဒါစီမရှိကြွလာနိုင်တဲ့တန်ဃာတွေကိုရည်ညွှန်းပြီးတော့တန်ကြီးကကြောင်းအဆောက်အဦတစ်ခုဆောက်လှူတယ်။ငွေကြေးတနာအုံကြခံပြီးတော့ဆောက်လှူတဲ့ကြောင်းအလှဟာငွေကြေးတနာဂုံနဲ့အထဲမှာတော့အကောင်းဆုံးကုသိုလ်လို့ပြောတယ်။နော်ဆွမ်းလှူတဲ့ကုသိုလ်ရှိတယ်၊သင်္ကန်းလှူတဲ့ကုသိုလ်ရှိတယ်၊ဆေးလှူတဲ့ကုသိုလ်ရှိတယ်။တန်ဃာတွေကိုရည်ညွှန်းပြီးတော့ဆောက်လှူတဲ့ကြောင်းအလှရှိတယ်။အဲ့ထက်ပဲ စွမ်းသင်္ကန်းကြောင်းလို့ဆိုရဲကုသိုလ်တွေထဲမှာကြောင်းလို့တဲ့ကုသိုလ်ဟာအကောင်းဆုံး။ဘာကြောင့်အကောင်းဆုံးလို့ပြောရတယ်လဲ။တတိယတိုင်းကုသိုလ်တွေတိုးနိုင်တယ်။ထာဝရကုသိုလ်မျိုးဖြစ်လို့ကောင်းနိုင်လို့ပြောတယ်။စွမ်းဆိုတာထမင်းအသက်9ရက်9ရက်ပဲ။ဒါတော့မှမနဲ့ကပ်ပြီးနေတယ်စား။နောက်တည့်ရက်မရှိတော့။သင်္ကန်းဆိုတာ3နေ့လာပဲ။ဆေးဆိုတာရောဂါဝေဒနာရှိမှလိုအပ်တာ။အဲ့တော့ကြံတဲ့ စံတင်ကဆေးလိုဟာတခဏလေးပဲသာဝရလိုအပ်ချက်လည်းမဟုတ်ကျောင်းဆိုတာကြတော့အနှစ်90အနှစ်100ဟောလို့ဆောက်ဦးကြီးတယ်အခုပဲကြည့်ဒီတိမ့်တမယုံကြီးထဲမှာအေးချမ်းချမ်းတရားနာနိုင်ခွင့်ရှိတယ်ဘယ်သူကနေပြီးတော့ဆောက်ရှောက်ကားွယ်ပေးထားတော့ဆိုဒီဆောက်ကြီးကကိုယ်အကျိုးပြုတာအပြစ်မဲ့မှာဆိုရင်အေးမယ်တို့မို့နေပူမယ်ဒီလိုမနေနိုင်ဘူး တော့နေပူရင်ပူမယ်အေးရင်အေးမယ်လေတိုက်ရင်တိုက်မယ်။ဟောဆောက်ဦးတဲ့ကျတော့ပို့ပြီးတော့ချမ်းသာလေလုံးမုံးလုံးအနေထားတခုဒါဘသူကအကျိုးပြုဒီเจ้าကအကျိုးပြုဆောက်ဦးကအကျိုးပြုနေတာသူတွေကိုဒါကိုဥပနိတ္တယပစ္စယောလို့ခေါ်တာနော်ဥပနိတ္တယပစ္စယောလူလူချင်းသာခြေဆုပြုတယ်လို့အမတ်တမဲ့ထင်냐ထင်ကောင်းထင်နေတယ်အဆောက်ဦးကကိုယ့်ကိုခြေဆုပြုထား အဆောက်ကခုချိန်မှကျေစုပြုတာလေအေးအေးချမ်းချမ်းနေနိုင်တာအဆောက်ကကျေစုပြုထို့တူပဲအစာတို့အဝတ်တို့ကလည်းကျေစုပြုတယ်အဲ့တည်းမဲ့ကျေစုပြုတဲ့ထဲမှာအဆောက်အဦရဲ့ကျေစုပြုမှုကပိုပြီးတော့ကြီးမားတယ်ဒါကြောင့်ကြောင်းအလှကကောင်းဆုံးလို့တူတူမျက်စုပြဟုတ်ဒါပြင်တီးတဲ့ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေရှိသေးလားရှိတယ်ခုနကဘုရင်တရဏံကိစ္စမီးဆိုပြီးကိုယ့်ရဲ့ဘဝကိုဖရာတရားတန်ခါကိုအနှံလိုက်တယ် တရဏဂုံစောက်တည်ရစတကယ်အနှံလိုက်တာနော်ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုဖះဆုံးမတိုင်းနေပါမယ်တရားတိုင်းကျင့်ပါမယ်တန်ဃာတွေနဲ့ပတ်သက်ပြီးကုသကောင်းမှုလုပ်ပါမယ်ဆိုဖះတရားတန်ဃာတွေပတ်သက်ပြီးအဲ့လိုအနှံလိုက်တယ်ကိုယ့်ဘဝကိုစောင့်လုပ်ပြီးတော့အနှံလိုက်တယ်အဲ့ဒီကုသကကြောင်းဆော့ပြီးတော့ဝေကုံကြီးကြထားပြီးတော့ဆော့လှူတဲ့အလှူတဲ့ပို့ပြီးတော့ကြီးမာတယ်ဘာကြောင့်ကြီးမာတော့ဆိုတော့ ခုဘောကကြောင်းလူတယ်ဆိုတာပြင်မက်ကပစ္စည်းနဲ့အတုံးချပြီးလူတာငွေချေတနာဆိုတာအပြင်ကပစ္စည်းခုခုဘောကကိုအနှံ့လိုက်တယ်ဆိုတော့ကိုယ့်ရဲ့ဘဝလို့ဆိုတဲ့တံမိုးမဖြတ်နိုင်တဲ့အသက်ကိုအနှံ့ပြီးတော့လူတန်းတာဖြစ်သွားကြတယ်ဒီတရဏဂုံကပို့ပြီးတော့မြတ်တယ်အဲ့ဒီတရဏဂုံနဲ့မြတ်တာရှိသေးလားဆိုတော့တရဏဂုံစောင့်တည်ပြီးတဲ့နောက်မှာငါးပါးသီလလုံးထိမ့်သိမ့်လိုက်တယ်ဟောတာပို့မြတ်သွားတယ်ဒါဖြင့်ဒီတဲ့မြတ်တာရှိသေးလားဆိုတော့ရှိတယ် တလွတ်မေတ္တာရိပ်တာလို့ဆိုတယ်ဒီမှာမေတ္တာပွားနေမေတ္တာဘာဝနာပွားလိုက်မယ်ဆိုလို့ရှိရင်တော့တရဏဂုံတိလဆောက်တည်ထားတဲ့မေတ္တာပွားတာမေတ္တာပွားတာတော့မှအကြာကြီးမဟုတ်ဘူးခန္ဓောဟနမတ္တံပိမေတ္တာဘာဝေတိနတ်တာတရှုလို့သူတို့ဆိုတယ်ဒီစကလုံးကိုခန္ဓောဟနဆိုတာနတ်တာတရှုတစ်ချောင်းလေးနှစ်ချောင်းနဲ့တဏ္ဍာတို့ဘာတို့ စန္ဒကူတို့သွေးထားပြီးတော့လက်ချောင်းလေးနှစ်ချောင်းနဲ့ယူပြီးတော့နှာခေါင်းဝါကိုတိတ်လိုက်တဲ့အချိန်ပိုင်းလေးဟာဘယ်တော့မှမရှိဘူး။အဲ့ဒါကိုနတ်သားတရှူလို့ပြောတာနော်။နတ်သားတရှူလေးလောက်ပဲမေတ္တာစိတ်ကိုဖြစ်အောင်ကြိုးစားကြည့်ပါ။အဲ့ဒီမေတ္တာပွားမှုဟာခုနကတရဏဂုံတိလာချောင်းဆောက်တာလေးတဲ့ပို့ပြီးတော့တံပိုးကြည့်ပါလေ။ဘာကြောင့်လို့ဆိုရင်မေတ္တာဘာဝနာပွားပြီးတော့ဆံရပါမယ်ဆိုရင်ကဘာချီပြီးတော့အသက်ရှိတဲ့ပြမဖြစ်နိုင်တယ်လေ။ တတန်းကိုအလောက်ထိအောင်ရှိကြအောင်ထိမ့်သိမ့်ပေးနိုင်တယ်ချမ်းသာဒုက္ခကိုကြာကြီးထိမ့်နိုင်ဒါနတို့သီလတို့ဆိုတဲ့အရာကလူပြည်လူချမ်းသာနတ်ပြည်နတ်ချမ်းသာဒီလောက်ပဲပေးနိုင်ကဘာချီပြီးအသက်ရှင်နိုင်အောင်မစွမ်းဆောင်နိုင်ဘူးမပေးနိုင်ဘူးမေတ္တာဘာဝနာကဆန်းအဆင့်ထိအောင်ရောက်သွားတယ်မေတ္တာဘာဝနာဆိုရင်ကဘာချီပြီးတော့အသက်ရှင်တဲ့ပြမအနေထားချမ်းသာဒုက္ခတရားပေးနိုင်တယ်ဆိုသူ့ရဲ့စွမ်းအားပို့ပြီးတော့ချီမာတယ် ဒါဖြင့်မေတ္တာဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုဟာအကောင်းဆုံးဖြစ်ပြီလားဆိုဖြစ်သေးဘူးသူတဲ့ကောင်းတာပါတော့ဆိုဣစရာသင်္ကတာမတ္တံပိအနိစ္စတင်ညာဘာဝေတိလက်ဖြစ်တတိအချိန်လေးပဲဖြစ်စေကုခန္ဓာကိုစူးစမ်းပြီးတော့အော်ဘေးရမမမြဲပါလားဆိုတဲ့ဝိပဿနာတရားကိုချက်စားအထုတ်မမြဲဘူးဆိုတာကိုစဉ္ညင်သုံးသပ်နိုင်ခြင်းဟာဝိပဿနာဉာဏ်ကိုဖြစ်အောင်လုပ်တာ အဲ့ဒီဝိပဿနာဉာဏ်ကြတော့လုံးလို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးကုသိုလ်လို့ခေါ်တယ်။ထိတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူး။လုံးလို့ရတဲ့ကုသိုလ်တွေမှာထိတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူး။မကုသိုလ်ဆိုတာလုံးလို့ရတဲ့ကုသိုလ်မဟုတ်ဘူး။ဝိပဿနာကုသိုလ်လုပ်ပြီးမျက်မှောက်ပြုရတဲ့ကုသိုလ်မျိုးသာဖြစ်တယ်။ကုသိုလ်ဆိုတာမကုသိုလ်မှာလမ်းဆုံးတယ်။သို့တော့မကုသိုလ်သည်လုံးလို့ရတဲ့ကုသိုလ်မျိုးမဟုတ်ဘူး။အားထုတ်ရမယ့်ကုသိုလ်သည်ဝိပဿနာကုသိုလ်အမြင့်ဆုံးပဲဖြစ်တယ်။